ချိန်နဲ့ဘာနဲ့လဲလဲနေရတယ်။အချိန်ပေးပြီးတော့ပတ်စံရှာနေရလား။ပတ်စံပေးပြီးတော့အချိန်ကိုပြန်ဝယ်နေရလား။အများဖြစ်တော့ကျွန်တော်တို့ကအချိန်ကိုရင်းပြီးတော့မှပတ်စံကိုရှာနေရတဲ့သူကများတယ်။ကျွန်တော်တို့တနေကုန်က၈နာရီကိုသွားပြီးတော့ရောင်းလိုက်တယ်လို့ရှိရင်ငါးစားအတွက်နဲ့အချိန်ကိုရောင်းလိုက်တယ်။ကျွန်တော်တို့တကယ်တမ်းဖြစ်ကမှာကအချိန်ကိုပတ်စံပေးပြီးတော့ဝယ်ရမှာ။အချိန်ဆိုတာဘယ်တော့မှပြန်မရဘူး။ customer တွေဆုံးရှုံးရတယ်ပြန်ရှာလို့ရတယ်။ပတ်စံတွေဆုံးရှုံးရတယ်ပြန်ရှာလို့ရတယ်။ကုန်ဆုံးသွားတဲ့အချိန်ကတော့ဘယ်တော့မှပြန်မလာဘူး။ တစ်နှစ်ကုန်သွားတယ်အဲ့တစ်နှစ်ကဘယ်တော့မှပြင်မလာဘူးတစ်လကုန်သွားတယ်အဲ့တစ်လကဘယ်တော့မှပြင်မရဘူးအခုဗီဒီယိုကြည့်နေတဲ့အချိန်2မိနစ်3မိနစ်ကုန်သွားတယ်အဲ့2မိနစ်3မိနစ်ကဘယ်တော့မှပြင်မလာဘူးတော့ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုတော့အဲ့ဒီအချိန်ကိုရင်းပြီးတော့မှပညာကိုရှာထားဖို့လိုတယ်။ဒါပညာလဲဆိုတော့အဲ့ဒီပညာကိုသုံးပြီးတော့မှအချိန်ကိုဝင်နိုင်တဲ့ပညာမျိုးကိုရှာထားဖို့လိုပါတယ်။ကျွန်တော်ကလည်းကြိုးစားနေလို့ပါပဲ။မျိုးစေရောအချိန်လေးကိုဝယ်နိုင်လား။ဒါမှမဟုတ်အချိန်လေးကိုပတ်စံအတွက်ရောင်းနေရတော့မယ်။ လက်ရှိချိန်ဒီလည်းအချိန်ရောပတ်စံအတွက်လည်းရောင်းနေတယ်အားတဲ့အချိန်မှလည်းခုနလိုမျိုးအချိန်ကိုဝယ်နိုင်မဲ့ပညာကိုမရှာဘူးဆိုလို့ရှိရင်မိတ်ဆွေတစ်လုံးမိတ်ဆွေရဲ့အချိန်တွေကိုပတ်စံအတွက်ရောင်းနေရပါမယ်နောက်ပြန်ကြောက်ကြတွေ့ကြပါပါ